မကွေးတိုင်းကံကောမြို့နယ်ကျောမြို့နေမှာရှိတဲ့ကျေးရွာတွေကိုစောစုနဲ့ပြူစောတိတွေကစစ်နေမီရှို့ရံပြူတက်ဖြတ်နေလို့စပေးရှောင်ထွက်ပြေးနေရတာလဲနေနေပါရှိလာပြီဖြစ်တဲ့ရေရှိစစ်ရှောင်တွေစာဝင်းနေရေးဂျမိုင်းနဲ့ပညာရေးခက်ခဲတွေကြုံတွေ့နေရတယ်လို့ကိုတိုင်းစပေးရှောင်နေရတဲ့ပြည်သူတွေကအမှတ်ပြီကိုပြောပါရယ်ကံကောမြို့နယ်ကျောမြို့စောစုရဲ့အမှတ်24ကာကွယ်ရေးပစ္စည်းစေယုံ ကပ္ပစာဆက်လေးအနည်းမှရှိတဲ့ကျွာတွေကိုစောစုကစင်းနေလူရဲမိရှိုးတာဖမ်းဆီးတာရမ်းပြုတ်တက်ပြက်တာရွာထဲအထိုင်ချတဆွဲဂိတ်ဖွင့်တာတွေကြောင့်ဒေသခံ200ကျော်ဟာစောနာတိန်စာ2020ခုနှစ်နှစ်ကုန်ပိုင်းလွန်ခဲ့တဲ့၄နှစ်ကလေးကစစ်ပေးရှောင်ထွက်ပြေးနေရတာဖြစ်ပါတယ်။လက်ရှိမှာတော့အဲ့ဒီစစ်ရှောင်ပြည်သူတွေဟာသခိုင်းနိုင်ပလဲနေတဲ့ရောက်ရှိလာကတောတောင်အတွင်းခိုးလုံနေထိုင်ကြရပြီးစားသောက်နေထိုင်ရအခက်ခဲနေတယ်လို့စစ်ရှောင်အမျိုးသမီးတူကအမှတ်ပြုပြောပါရတယ်။ ကျွန်တော်တို့ကမကွေးတိုင်းကံကုန်းမြို့နယ်ကျောမြို့ရွှေဘင်းရက်ွက်အဲ့ဒီဟာနေပြီးတော့ကျွန်တော်တို့ဒီဒီကကျတော့ပလင်းနယ်ခေါ်မှာအဲ့ဒီဒီလာပြီးဆီချောင်းနေရပါတယ်ဟုတ်ကဲ့ပါကျွန်မယောက်ျားကျောတိုက်နယ်တာဝန်ကပကဖလုပ်ပါတယ်ကျွန်တော်တို့လေးနှစ်ထဲကိုရောက်ပါပြီဒီတော်လန်ရေးစလုပ်ခိုင်းတာကျွန်တော်တို့မိသားစုထွက်ခဲ့ရပါတယ်အိမ်တော်စုတွေကတော့ဒင်နားမှာကျတော့ နှစ်ဆယ်နာမကိုးစုပါရှိတာဒါမဲ့ချက်လို့သူဆန်ပီယာကိုးဆန်ပီယာတွေမှာနေရရောဆိုတော့40နာမ3စုအလောက်တော့ဒီမှာမှန်းနေမှာဒီမှာတောင်ငန်းမှာတိကျတိမှာတော့ဒီစီရှောင်းတော့လဲဆန္နာစီမှာပါဂျန်နာရီလိုအပ်တာတွေလည်းအများကြီးရှိပါတယ်ဒီမှာကုညီတောင်းချင်ပါတယ်စစ်ဆောင်တွေကဒေတာရင်းကလက်ရလုပ်ငန်းတွေမှာကူလီလောက်ကန်ကစာဝင့်နေရေးဖြည့်ရှင်းနေရပြီးတော့အလုံးမရှိတဲ့အချိန်မျိုးမှာစာဝင့်နေရေးပုံမှုခက်ခဲတယ်လို့ဆိုပါတယ် ဒါအပြင်ကျမကြီးနဲ့ကလေးတငယ်တွေရဲ့ပညာသင်ကြားရေးလည်းခက်ခဲနေတယ်လို့သူကဆက်ပြောပါတယ်။ကျွန်တော်တို့ကတော့ဆော့ဆော့တုန်းကတော့အပေါ်မှန်နေရတာအပေါ်မှန်နေတော့လေကြောင်းကတိတ်ဆိတ်မချအောင်ဆိုပြီးဒီထဲကိုဆောင်းနေအပေါ်မှန်နေခဲ့စဉ်ဟုံကတော့ကျွန်တော်တို့ကလဆာပြီးပြီးကြောင်းထားခဲ့ရတယ်။ဒီအောက်ကိုပြောင်းတဲ့အချိန်မှာတော့ကျမယောက်ျားနေပြီးတဲထဲမှာစစ်ချောင်းလေးလည်းဖြစ်သွားတဲ့အတွက်ကိုကိုကြောင်းတေးသေးလေးဟိုကန်ကုန်းနယ်ဘက်ကနေကြောင်းခွေလေးတောင်းပေးကြကျမဆရာဆရာမတွေငှားဦးစီးပြီးမှအလုံးကလေးတွေကိုတော့စားတောင်းပေးပါတယ်။ ဒီစစ်ချောင်းမိဘတွေအနေနဲ့တော့ကျောင်းသားတွေကိုလက်ကမပေးရပါဘူးအခုအခုကတော့တာဝန်ခံစစ်ချောင်းတာဝန်ခံကနေပြီးတော့ဆောက်လောက်ပြီးလှုပ်ဆောင်နေပါတယ်စိုးစုကကြေးရွာတွေထဲဂိတ်ပွင့်အထိုင်ချနေတာရွာထဲပြန်ဝင်တဲ့ပြည်သူတွေကိုဖမ်းဆီးတာအနိုင်ကျင့်ရန်ပြူတာတွေဆက်လက်ကျူးလွန်နေလို့မူလကြေးရွာတွေပြန်လည်နေထိုင်လို့မရတော့ဘူးလို့ဆိုပါတယ်လက်ရှိမှာဂန်ကောနယ်ကထွက်ပြေးလာတဲ့စစ်ရှောင်းမိသားစုဝင်200ကျော်ဟာတောထောင်တွေ300ခွဲကနေထိုင်နေကြပြီးစားတောက်နေထိုင်ရင် ကျန်းမာရေးနဲ့ပညာသင်ကြားရေးအခက်အခဲတွေကြုံတွေ့နေရတာပဲဖြစ်ပါတယ်။